ဖေဖော်ဝါရီလ၁ရက်နေ့မြန်မာနိုင်ငံမှာမတရားအာဏာသိမ်းခံရပြီးနောက်အာဓမ္မနဲ့မတရားပြစ်ခြင်းမှုကိုလက်မခံအလို့မရှိကြတဲ့တမျိုးသားလုံးတဦးတယောက်တစုတစ်ဖွဲ့အတွက်မဟုတ်ပါပဲဆိုင်တဲ့နိုင်ငံအရေးအတွက်မိမိတို့ရဲ့ယာတူးအာဏာအပတ်အိုးအိမ်မိသားစု ပိုင်ဆိုင်မှုအလုံးကိုရဲဝံပြတ်သားစွာနဲ့အနစ်နာခံဆုံးလုပ်ခဲ့ကြတဲ့နိုင်ငံသမိုင်းမှာတစ်ချိန်တစ်ခါမှမရှိခဲ့ဘူးသော CDN လှုံ့ဆော်မှု နိုင်ငံအတွက်လေးစားအပ်သောနေပေသီးသီးကန္တအသီးသီးမှစီရီယံများမြောင်များစွာပေါ်ထွက်လာခဲ့ကြပါတယ်။အဲ့ဒီအထဲမှာစာရေးသူကတော့နိုင်ငံဝန်ထမ်းစီရီယံတအူးဖြစ်ပါတယ်။နိုင်ငံဝန်ထမ်းတွေစီရီယံလောက်ကြပြီးနောက်အချိန်ကာလအဖြစ်9နှစ်နီးပါးကြာလာတဲ့အခါအခုအခါစီရီယံတွေရဲ့အခြေအနေတွေကိုစာရေးသူမိမိတဦးတည်းမြင်မိသမျှအခုလိုမှတ်တမ်းတင်ရပါတယ်။လက်ရှိချိန်မှာ စာရေးသူအနေဖြင့်နိုင်ငံဝန်တန်းစီရီယန်တွေကိုအညာဒရစီရီယန်အုပ်စုသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ဆက်ဆက်စီရီယန်အုပ်စုနဲ့နတ်ပြည်ရောက်သူမဟုတ်နတ်နေဂိုင်းရစီရီယန်အုပ်စုဆိုပြီး အုပ်စု၃ခုခွဲလို့ရပါတယ်အဲ့ဒီအထဲမှာမှ အုပ်စုကာကြီးပါ စီရီယန်များကို အမျိုးအစားအဖြစ်၃မျိုးထပ်မံခွဲကြလို့ရပါတယ်ပထမဦးဆုံးအမေရိကန်စီရီယန်များ သူတို့ကတော့စီရီယံတွေထဲမှာအရေးအတွက်အများဆုံးဖြစ်ကြပါတယ်။အများစုကတော့ဌာနဆိုင်ရာနယ်ပယ်အသီးသီးမှ နေစာယာတို့မှညှုံကြုတ်ယာတို့အထိယာတို့မျိုးစုံပါဝင်ကြသူများဖြစ်ပြီးဝန်တန်းလောကထဲမရောက်ခင်ကတည်းကဗီဇအယိုးကံမျိုးသားကြသူများ ဖြစ်ကြပါတယ်။ဝန်တန်းဘဝရောက်တော့လဲအနေအေးကြပြီးမတရားမှုကိုမကြိုက်တရားမျှတမှုကိုသာလက်ကင်ထားကြသူများဖြစ်လို့ စီရီယံလောက်ခဲ့ကြသူများဖြစ်ပါတယ်။သူတို့အများစုဟာနေထိုင်ရာဒေသနဲ့ဖုန်း၊အင်တာနက်လိုင်းများအပါအဝင်ဆက်သွယ်ရေးအခက်အခဲများစွာရှိတော်လဲ။တော်လိုင်းရေးအတွက်နိုင်ရာတာဝန်ထမ်းလျက်ဆက်လက်ပါဝင်နေကြပေမဲ့အခုလိုအချိန်ကြာလာတော့သူတို့ကိုစီရီယံလို့တောင်တရိမရကြတော့ပဲ။အမေကန်နေကြရသူတွေဖြစ်နေကြပါပြီ။နမနဲ့အပဲ့ခန့်စီရီယံများ သူတို့တွေအများစုကတော့မိမိတို့ရောက်ရှိရာယာရုဌာနနေရာများမှာစီရီယံလောက်ခဲ့ကြတဲ့ဖြစ်အင်ယာအိုးအိမ်များမှာဖယ်ရှားခံကြရပြီးနောက်လက်ရှိမှာတော့သူတို့တွေရဲ့တပ်ဆိုင်ရာဒေသတွေစီပြန်ရောက်နေကြပြီးနောက်တော်လှန်ရေးမှာပါဝင်လျက်သူတို့တက်မြောက်ထားသည့်အတတ်ပညာများဖြင့်သူတို့ရဲ့ဒေသကိုပြန်လည်အလုံကျွေးပြုရန်အတွက်တပ်ဆိုင်ရာရက်ရွာတာဝန်ရှိအဖွဲ့အစည်းများထံတင်ပြရာအများစုမှာလက်ခံတာဝန်ပေးအပ်ခံရတော့လဲ အချို့သူများမှာတော့ဒီနေ့အချိန်ထိအကြောင်းမျိုးမျိုးပြကသဘောမတူကန့်ကွက်တားဆီးခံကြရတဲ့အတွက်အပြစ်ပယ်ခံဘဝတို့ရောက်ရှိနေကြသူများဖြစ်နေကြပါတယ်။နံပါတ်3ဖမ်းဆီးနှိပ်စက်ချုပ်နှောင်တပ်ဖြတ်ခံစီရီယံများမတရားမှုကိုမကြိုက်တဲ့အတွက်စီရီယံလောက်ခဲ့ကြတဲ့သူများထဲမှာတချို့သူတွေဟာသူတို့နေရဒေသများမှာလည်းရှိကြသလို အကြောင်းမျိုးမျိုးကြောင့်နေရက်စွန့်ခွာပြီးသူတို့မိသားစုဘဝဆက်လက်ရှင်သန်ဖို့ရန်အတွက်ကြုံကလူရုံးကန်နေကြရင်တော်လန်ရေးမှာပါဝင်နေကြသူများဖြစ်ကြပါတယ်။သို့သောလူတွေဟာမိမိတို့ကြည်ပြင်းလောက်ကန်ရာနေရာပဝန်းကျင်မတူကြတော့အမြင်တူတာတွေလည်းရှိသလိုအမြင်မတူတာတွေလည်းရှိတော့လူတဘာဝရာငင်းခုံရတာမျိုးမိမယားဆိုရင်လဲကရောက်ကစားဖြစ်တာမျိုးအမှုအခင်ဖြစ်တာမျိုးကြုံကြရပြီး အဲ့ဒီလိုဖြစ်တဲ့အခါသက်ဆိုင်ရာအရက်ဒေတာတွေရဲ့တာဝန်ရှိအဖွဲ့အစည်းများထံတိုင်ကြားခံရတာမျိုးဖမ်းဆီးချုံနှောင်ခံရတာမျိုးပြင်တချို့ရက်ဒေတာမှာတချို့သူများဆိုလျင်လက်လွန်သည့်အထီတောင်အေးအေးယူခံကြရသူတွေလည်းရှိကြပါတယ်အထက်ပေါ်ပြပါအုပ်စုကကြီးပါစီရန်များအားလုံးနှိပါဟာစီရန်ဆောက်လုပ်ခဲ့သည့်အချိန်မှစ၍ဒီနေ့အချိန်ထိ ီလီယန်ထောက်ပံ့ကြီးဆိုသည့်ခေါင်းစဉ်ဖြင့်မြေပြည်တာဝန်ရှိအဖွဲ့အစည်းများထံမှတစ်ချိန်တစ်ခါမှလက်ခံရယူဘူးခြင်းမရှိသူများဖြစ်ကြပါသည်။အောက်စုခါကွေးပါစီလီယန်များကိုတော့အမျိုးအစား၃မျိုးခွဲလို့ရပါတယ်။ပထမအဦးဆုံးလွမြောက်နယ်မြေစိုးမိုးနယ်မြေနဲ့အီယာအိုဒေတာရောင်စီလီယန်များသူတို့တွေအများစုဟာစီလီယန်ဆောက်လုပ်သည့်အချိန်မှစ၍ သူတို့ရဲ့ရွာဒေသတွေမှာဆက်လက်နေထိုင်လို့မရတော့တဲ့အတွက်စွန့်ခွာကြရင်လက်ရှိရောက်ရှိနေတဲ့ဒေသတွေမှာမျိုးဥတော်လိုင်းရဲ့ကြာရတာဝန်များကိုအသက်နဲ့ရင်းပြီးခက်ခဲပင်ပန်းစွာဖြင့်ဆက်လက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြပါတယ်။တချို့သူများဆိုလျင်လူမသိသူမသိဖြစ်အသက်တွေတောင်ပေးဆက်ထားကြရပါပြီ။ဒုတိယနိုင်ငံရောက်စီရီယံများ ူတို့တွေအများစုဟာ CDN ဆလုပ်ပြီးအချိန်မှစ၍အကြောင်းမျိုးမျိုးကြောင့်သူတို့ရဲ့ရာဒေတာတွေမှာဆက်လက်နေထိုင်လို့မရတော့တဲ့အတွက်ရှောင်တန်းရင်းအတိမိတ်ဆွေအဆက်အသွယ်များအကူအညီဖြင့်လက်ရှိနေရာဒေတာများတို့ရောက်ရှိနေကြသူများဖြစ်ကြပြီးကြားသိရသလောက်မှာအများစုဟာခခဲကြမ်းတမ်းသောဘဝများဖြင့်တော်လန်ရေးမှာကြာရနေရာမှပါဝင်ရုံးကန်ရင်းဆက်လက်ရှင်သန်နေကြသူများဖြစ်နေကြပါတယ်တတိယနိုင်ငံရောက်စီတီအန်များ ူတို့လူတွေအများစုဟာစီဒီယန်ဆောက်လုပ်ပြီးအချိန်မှစ၍အချိန်နည်းအကြောင်းမျိုးမျိုးကြောင့်သူတို့ရဲ့ရွာဒေသတွေမှာဆက်လက်နေထိုင်လို့မရတော့တဲ့အတွက်ရှောင်းတဲရင်အသိမိတ်ဆွေ အဆက်အသွယ်များအကူအညီဖြင့်လက်ရှိနေရာဒေသများတို့ရောက်ရှိနေကြသူများဖြစ်ကောင်းသူတို့ဘဝများအတွက်ရုန်းကန်လှူရှားနေကြရင်တစ်ဖက်မှာလည်းတော်လန်ရေးမှာကြာရနေရာမှာဆက်လက်တာဝန်ထမ်းဆောင်နေကြပါတယ် ြားသိရသလောက်မှာတော့အရင်အတွက်မှာလည်းအနှဲငယ်မျှသာဖြစ်ကြပါတယ်။အထက်ဖို့ပြပါအုပ်စုခါခွေးပါ စီရီယံအများစုဟာ စီရီယံထောက်ပံ့ခြင်းခေါင်းစဉ်အောက်အကျုံးဝင်ကြသူများဖြစ်ကြပါတယ်။ယခုအုပ်စုကားငယ်ပါစီရီယံအမျိုးအစားကတော့တမျိုးတည်းသာဖြစ်ပါတယ်။နတ်ပြည်ရောက်သို့မဟုတ်နတ်နေခိုင်းရစီရီယံများ ူတို့တို့တွေကအ ਨੇ စုဟာသူတို့ဒေတာများလွမြောက်နေမြများစိုးမိုးနေမြများအပါအဝင်ဒေတာအသီးသီးပြည်တွင်းပြည်ပမှရောက်ရှိနေကြပြီးတော်လန်ရေးနဲ့ပတ်သက်သည့်အရေးကြီးတာဝန်များပေးအပ်ခံသို့မဟုတ်ရယူထားကြသူများဖြစ်ကြပါတယ်လက်ရှိအချိန်မှာသူတို့တွေတဲကတချို့သောသူများ ဆိုလျင်အကြောင်းကြောင်းကြောင့်စီရီယံမလောက်ခင်ကမူလရာသူမူလလာစာမူလတာဝန် မူလဌာနများကိုပင်မေ့သွားကြပြီ ဖြစ်တယ်လို့တော်လန်ရေးကျေးဇူးကြောင့်စီရီယံမလုတ်ခင်က အိမ်မက်မြပဲမမတ်ခဲ့ဘူးတော့လက်ရှိဘဝကိုပင်လက်တွေ့ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်အထက်ပေါ်ပြပါ အုပ်စုကားငယ်ပါစီရီယံအများစုဟာလဲစီရီယံထောက်ပံ့ကြီးခေါင်းစဉ်အောက်အကြုံးဝင်နေကြသူများဖြစ်ကြပါတယ်စီရီယံအားလုံးကို စီဒီအန်ဆိုပြီးမှတ်တမ်းတင်လို့ရပါမယ်။စီဒီအန်တွေရဲ့ရည်တည်မှုနဲ့ပါဝင်ဆက်ဆက်မှုတွေအရစီဒီအန်တွေရဲ့အခြေအနေများမတူညီနိုင်ကြတာကိုဆိုလိုခြင်းသာဖြစ်ပါတယ်။ဒါဟာစာရေးသူတဦးတည်းရဲ့အမြင်မျှတာမို့နိုင်ငံဝန်တန်းစီဒီအန်များသဘောထားကွဲလွဲခွင့်ရှိပါတယ်။ဒါကြောင့်လက်ရှိအချိန်ခါမှာစီဒီအန်များအနေဖြင့်ဆက်လက်ရှင်သန်ရည်တည်နိုင်ဖို့ရန်အတွက်လောက်ကင်နေကြရတဲ့နေရာပတ်ဝန်းကျင်ပေါ်မူတည်ပြီး ုပ်စုအားဖြင့်၃စုအမျိုးသားအားဖြင့်၇မျိုးကွဲပြားနေကြပြီဟု သုံးသပ်ယူဆမိပါတယ်။ဒီကုမြဝေပေးသွားခဲ့တဲ့ဆောင်းပါးကတော့ဒိုဖက်ဒရယ်စာစဉ်အထွတ်တိတ်အမှတ်၈မှာပါဝင်တဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ဆောင်းပါးရှင်ကတော့ဇင်ရွှေပလင်ဖြစ်ပါတယ်ရှင်။အဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးပဲကျေးဇူးတင်ပါတယ်။အရေးတော်ပုံမောက်ချအောင်ရမည်။